ဟယ်လိုတင်ငယ်ချင်အားလုံးမင်္ဂလာပါဗျာအဲကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်ကလည်းဟင်းသာဖူဖျားကိုဒါဖျားဖူသွားခဲ့တဲ့ဗီဒီယိုလေးကိုထပ်ပြီးတော့တင်မယ်ပေါ့နော်အဲဒါဒီနေ့ကတော့တင်ငယ်ချင်တို့လည်းကျွန်တော်လည်းတတူကုသိုလ်ရအောင်လို့ပေါ့အဲကျွန်တော်တို့ဒီဟင်းသာဖူဖျားကပိုချုံလမ်းပေါ်မှာရှိတယ်ဗျာလာရှိုးမန္တလေးလမ်းပေါ်နေသွားမယ်ဆိုလို့ရှိရင်အဲဒီမှာပိုချုံလမ်းပြီးပွားရလို့ရှိရင်မြောက်ဘက်ကိုသွားပါတော့ အောင်ဒီယာလမ်းမီပွိုင်းကိုထပ်ကျော်လို့ရှိရင်ဒီဟင်းသာဘူးဖျားကိုရောက်ပြီပေါ့နော်ဒီဟင်းသာဘူးဖျားထဲမှာလူရှင်းနေဗျအဲနေဘူးမှာဆိုရင်တော့မနက်ပိုင်းနဲ့ညနေပိုင်းပဲဆိုပါပေါ့နော်အဲအဲ့ဒီထဲမှာအဲငါအစာရောင်းတဲ့ဆိုင်တစ်ခုပဲရှိတယ်ကျန်တော့ဖျားဖို့လာတဲ့သူတို့သားနှုတ်သားရှိတယ်ပေါ့နော်ဒါပေမဲ့လူသိမ့်မရှုပ်တော့ ဘူးလို့ကောင်းတယ်လဲလို့ကောင်းတယ်ပေါ့အဲရေကန်ထဲမှာလည်းတရာတရာချင်းတည်တည်လေးတခုရှိတယ်ပေါ့နော်အဲဒီမှာစိတ်ပန်းပြီးရှုခင်းလေးပါလေကြည့်လို့ရတာပေါ့အဲဖះကိုကျွန်တော်လည်းတောင်းမယ်တောင်းမယ်နဲ့ဘာဖြစ်ဖို့ဒီနေ့မှာအဲစိတ်ကူပေါ်တာနဲ့ထားသွားပြတာကလေးလိုက်ပွင့်နေပေါ့နော်ဟုတ်ကဲ့ဒါတော့ကျွန်တော်ရဲ့မရောက်ဖူးတည်တဲ့တငယ်ချင်းတွေ လည်လို့ရအောင်ဒီဗီဒီယိုလေးနဲ့မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်